မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာရဲ့မိတ်ဆွေတွေဒီတစ်ခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာတော့အထိဗုဒ္ဓဖူးရာဟုသာသမီတွေတို့ဟောပေးခြင်းပါတယ်ဥစ္စာဗုဒ္ဓဖူးရာဟုသာသမီတွေမဟောခင်မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့တစ်တော့မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ line ကြပြီး20နဲ့2ခေါက်တောင်ဖြစ်သွားတယ် တောင်းမှန်ပါတယ်ခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွမ်းနာတော့ပို့လေးတင်ထားတယ်เนาะ wifi ရောကအမကြီးပြန်ဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့လဲဆိုတော့22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လောက်စိတ်မရှိတတ်ဘူးเนาะတော်တော်ဟိုလိုက်ကြသွားလို့ဆိုတာဟုတ်ဆရာအဲ့ဒါလေးပြောချင်ပါတယ်ကောင်းပြီဆရာငယ်ပီရင်ဆိုရဲ Facebook ပြီပါเนาะကဲမိတ်ဆွေတို့ဗုဒ္ဓဘုရားတော်သမီးများလက်ရှိဟာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာပြင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံနိုင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကို အတက်အခက်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြည့်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလောက်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတိစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအစိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာကနေပြီးတော့အာရုံထွက်ပြစ်ချင်တာမျိုးလက်ရှိရှိနေတဲ့အနေထားကနေပြီးတော့ဟိုပောက်ကွဲပြစ်ချင်တာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကို မချမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လော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 မဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမားပါတတ်ပါလေခင်ဗျာကောင်းပြီကြမ်းပါလေကြမ်းပါရင်လည်းပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘွားတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွေးကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းချော်ပါကြမ်းပါရင်လည်းပတ်သက်လာရင်ခေါင်းမူးကောင်းကြိုက်တာမျိုးကို့ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွေးကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးကိုဆွနာလို့ပေါ့ကိုကြောင့်မို့ပဲနည်းနည်းလေးအတွေးတွေလက်ချချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တူရက်တယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ပါးစပ်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေအနေနဲ့ကျမ်းမာရပါမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာရုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနေတက်တဲ့အတွက်သတိထားဆင်ညာရမယ့်ကာလဖြစ်တယ်အလုတ်က အလုပ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတဲ့အလုပ်တွေစတင်ဖို့ဆိုရင်တရားတယ်မိမိမှလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုပ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတုဒ္ဒရှင်တွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလုပ်လို့တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတိဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုပြရသားသမီးတွေကတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ် ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံးဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာတုကိုင်ငန်းတဲ့ပတ်သက်ပြီးတော့ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျောလင့်ထားသလောက်အရှိအတိုင်းတာကြန့်ကြာနေတာမျိုးတွေကြုံရတဲ့အတွက်ယာတုလုပ်ငန်းကိုင်ငန်းတဲ့ပတ်သက်ယာတုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်တို့တော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာတုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင်ခင်းတဲ့ OA channel မီဝင်လာတာမျိုးတွေအကျိုးပေးပါတယ်အဲနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OH champion မီယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတက်ပြီးတော့အကျိုးပြုစေသောကာလဖြစ်တယ် လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိသားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ passport visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာအစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတတ်တတ်ပါတယ်တဲ့အလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပျော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လာအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ကယူဆိုင်စင်နေပေးဖို့လိုအပ်ပါတယ်ဘာကိုလုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ကံကိုညှမ်းစီ သောအပတ္တအပိုင်ခြားဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလိုပဲနဲ့တိတိကျကျစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြပါအဲ့ဒါဆိုရင်တဦးတည်းတယောက်တည်းတစ်ခုတည်းလုပ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကောင်မောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအစုရှယ်ယာကလေးတွေအပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာငွေကြေး ငွေကြေးနဲ့ပတ်သက်လာရင်လက်ထဲမှာနဲ့လေးအနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ဆောင်ရေးတွေကြောင့်ဖြစ်စေမိသားစုရေးတွေကြောင့်ဖြစ်စေငွေကြေးနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ဆောင်ဘက်ကြောင့်အိမ်ဆောင်ရေးကြောင့်သို့မဟုတ်မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေကြေးနဲ့ပတ်သက်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ဝင်နဲ့ထွက်ငွေရအိပ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြူးဆိုင်ပေးဖို့လို အပ်ပါတယ်အိမ်ဆောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေသူမို့မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်ဆောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတိပို့ပြီးတော့ ်ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အိန်နော်ဘတ်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုတတိထားဆင်ကျင်ဖို့နဲ့မိမိနေတဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့စန္ဒာကလေးတွေကိုတော့အတက်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမှကြိုက်တဲ့မိတ်ဆွေရဲ့အိန်နော်ဘတ်ဆိုလို့ရှိရင်တော့ပြဿနာအတိုက်ခိုက်လေးပြီးပေါ်ဝါတက်တဲ့အတွက်တော့တတိထားဆင်ကျင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဖို့တခုရအောင်သားသမီးတွေကလူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မြင်နေတာမျိုးတမိအစားတွေအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မြင်နှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်နာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်အစုပ်ပတ်တဲ့အကောင့်ဘက်ကိုပုံမှုအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စေတော့အပတ်တာဖြစ်ပါတယ်ခင်ဗျာ နဘောကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူချာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ချာလေဝေးလေလိုက်လေပြေးလေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလွန်နာကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှာ မိမိရဲ့ပါဝင်ခြင်းမှာပဲရှိပြီးကိုကဝေးဝေးလန်လန်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်။ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ကောလာဟာလာသတင်းတွေအဆက်အသွယ်ပြတ်သွားတာမျိုးတည်ဆုံနေတဲ့အဆရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာသတင်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူး။မဖြစ်နိုင်ဘူးဆိုတော့ကပ်ကိုပေါ်ပြနေတော့ကာလာဖြစ်ပါတယ်။ဒီအပတ်တာတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးတွေပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတက်တဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော်ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ပွဲနဲ့ကိုရတာကိုအတိညာရှိတလောက်ဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့သာဒီတစ်ပတ်တာအတွက်မှာ ခยีထွက်ခြင်းကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်တိုင်တော့ရှေ့တို့ဆောင်ရွက်သွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလူတာနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်အတွင်းမှာဆိုရင်အထက်လူကြီးအကြီးကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုဒီလဟာများစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားဇေဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန်ဆန်းလိုက်ရင်အ အင်မတန်ကိုအားသာပြီးတော့ထိပေါက်ကိန်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာဘုံဆိုင်ကိန်းနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်သောအပတ်တာအပိုင်းရှားကာလရောက်ရှိနေပါတယ်အချိုးပေးသောအယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့အဝါယောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်။တတိထားဆင်နေရမယ့်အယောင်တွေကတော့မိခိုးရောင် ီရောင်နေသူမဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်ပြေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွင်မှာဆိုရင်တောက်ကြသားသမီးအင်္ဂါသားသမီးတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြန်နဲ့ရှေ့ဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြစ်ရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော့တွင်မှာအကျိုးပေးစီတော့ ကဏ္ဍအခရာတွေအနေနဲ့ဆိုလို့ရှိရင်၃ညာကဏ္ဍ၊ခုနှစ်ကဏ္ဍ၊၆ကဏ္ဍနဲ့ဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးနဲ့နှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုနဲ့နှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုမလုပ်ရဘူးဆိုလို့ရှိရင်တော့တနင်္လာရက်တို့ဘာတို့ကိုခြောက်ပြီးသွားဖို့ဒီထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တို့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ နရရန်လေးတစ်ယောက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေကင်းပြီးလိုရာအဆင်ပြေလာမှအသေးစားပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူစာရွက်ကလေးတစ်ယောက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါချစ်တဲ့အကြောင်းမဟုတ်တော့မုန်းတဲ့အကြောင်းနင်းမြထွက်ဟာမမြင်ကျင်တော့ဘူးဆိုလို့ရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရဟိုတခုရအောင်သာသမီတွေနေနဲ့ပြုလုပ်ရမယ်ရရအနေနဲ့ဆိုလို့ရှိရင်တော့ဘုတခုရအောင်သာသမီတွေနေနဲ့ အတိတ်ကြံလေးဝင်ပေးပါဝင်ရမယ့်အတိတ်ကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပထန်အချင်းကိုပဲတနေ့ကိုအချင်းဟေလူပစ္စယောတော့ခေါင်းစဉ်တွေကိုပဲ20နဲ့4កောက်တနေ့ကို24កောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံ့နေဟာဘာလဲလို့မေးရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျယေစုတင်ပါတယ်ဆရာငယ်ပါဗီဒီမီဂျင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွဲမင်းများနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘလို့ဖြေဖြောက်တယ်ဆိုတာလေး ေးကိုဆရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ